ဆက်လက်၍ဆရာငိမ့်တိုက်ကနောင်ခမရအဖေလေးခမရရုတ်ခတ်ချင်းမြေပေးပါရန်လေးစားစွာပန်ကြားအပ်ဟုတ်ကဲ့ပါဆရာအလုံးအမီးလေးဆရာတို့အလုံးကတော့ဆက်ပြီးလူပြင်းရှင်ခရီးဆရာတို့ဟုတ်ကဲ့ဆရာသူပဲကျွန်တော်ကလေးစားစွာပြန်ကတော့ပြန်ပါဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျွန်တော်ကျွန်တော်အခုညမဲ့ခမရကတော့ရဲရင်တော်မိတ္တဆိုင်ဖေး တားတော်လေးလက်ညှိုးခူနာပေါက်တော့လို့မာတဲ့ဆိုဝူမာတဲ့ဆိုနာမာတဲ့ဆိုအိတ်တခုလေးလက်ညှိုးလေးအာပေါင်းတွင်းရင်သွင်းမှာသူခဏဒီဘုတ်တွေညှိုးချဒါမြတ်ကဖေဘောကခြေဘောကနူးနူးဝိကျေဦးလေဓာတ်ဖက်စားဖက်အသားဖက်ဆက်ဆက်အသက်မတ်လာခြင်းမညိုညင်တဲ့အပြင်ရင်ထက်နှလုံးထက် ရေတဲ့နှလုံးထဲမှာပြုံးမပြတ်ရှာတက်တာဖြည့်ရင်ကအနန္တတန်တေတီပဲမေတ္တာသုံးရမှာကဖယ်ဆိုတဲ့ပင်မလာကထောင်ကင်းပြင်းချသမဲမဝရေမပါအဖေသာမဖြေသာဝေဒနာကိုနာကျင်စွာခံစားသားလူတွေအတွက်သိစက်တဲ့မေတ္တာကဘာအနန္တဘဝအတ္တရှိအဖေရင်မှာအဲ့ဒါဖယ်တိုင်းရဲ့မေတ္တာမိရတာတကျွန်တော်နေတတ်ပါ ံးပဲမင်္ဂလာပါဗျာကောင်းလိုက်တာအရှိရည်ဆရာကြီးရွတ်သွားတာဆိုသွားတာလေကျွန်တော်ကတော့ပုဂ္ဂလဒေသံကြမလားတော့မသိဘူးကျွန်တော်အဖေအကြောင်းလေးကိုရေးထားတဲ့ခရီးလေးကိုပြဖတ်ပြရစီခရီးကောင်းစဉ်ကအလွမ်းဝေရတဲ့ဖေမလဆယ်ရဲ့တသက်ဘယ်မိပါမလဲတဲတဲ့ဆွေကြီးတွေ ဖိတ်မွေးရခဲ့မှုလေကိုရေးချက်လက်တွေဖြေလိုက်မလဆယ်ရဲ့ဟာခါခါရေးချစ်ခဲ့ရပူတာတာလေးပြောရရင်တီးနိုးရင်မှတ်မိတယ်သာသမီဆိုတာရတနာတပါးလို့ဖြေဆိုတယ်ဒါဟုမယုံမရှိနဲ့လာတိဧည့်တဲ့ဖေမတာခုနှစ်ယောက်များတော့ရှိပါတယ်သားနှစ်ယောက်ဖေကျွန်တော်ဟာပညာကျမ်းမှာစိတ်ချမ်းသာ ထွေးဖြာဖြာစေကြီးတော့မှာဖိတ်မှလောင်ဝဲတဲ့မိကိုနားလေတယ်ဖိတ်ယတနာခုနှစ်ပါးကိုပညာအားလဲမငတ်စေခဲ့အကျဉ်းသာတရားလဲမှတ်စေခဲ့မင်္ဂလာတရားလဲတတ်စေခဲ့အတုယူစရာတွေလဲမျှဝေခဲ့ဘုံစာပေတွေလဲရစေခဲ့တာမန်ဝန်နှံဖေဟာလက်သမားပညာလဲကျွမ်းကျင် စာရေးရာတွင်လည်းပြောင်မြောက်ဘာသာရေးလည်းဝင်နောက်အဖေတယောက်တန်ကအာစရိယာစဖြစ်ခဲ့တယ်တက်ချမ်းတာ84ကင်းစာဘေးနဲ့တွေ့တဲ့အခါအဖေဟာလောက်ကောက်ကြခရီးသားတို့တားလို့မရစီးလို့မရနဲ့ခီးရှင်ကြီးထွက်သွားတယ်3721009ပေါ့အဖေတရားအမှတ်နဲ့နေပါ ျွန်တော်မှပြောရှာတော့ဒီဝေဒနာမိထက်ပြင်းလို့ဘာဝနာအတာထမခံစားနိုင်ဘူးတမီးရယ်အဖေခံစားနေရတဲ့နေရတာတွေမမြင်ရဲ့ယောဂနှိမ့်ဆက်မှုကင်းกว่าရုပ်နဲ့နိုင်ကွဲရှာတာကိုပဲရင်ထဲကျင်းတဲ့ဘုံတောင်ဖြစ်ခဲ့ရဝိရဏတောင်ထိတ်မှမောမအဖေနွားရတာလွန်မြောက်ပြီး ဘဝပြတ်သားမှုအကြောင်းလေးလေးထူးတဆွေဖေးမသိငဲ့ပဲမယ်ဒီချေဆိုဖေးပဲလို့တွေးပါလေအဖေဆိုဒီလိုလောက်ပါပဲရဲ့လို့တားတော့ငယ်ဖြူမဲခွဲရလမ်းပြဆောင်နေပြသွားပဲလို့နေရတဲ့ခဏနေတိုင်းမှာဖြစ်ဘဝမယ်ရိုင်းမှာဆိုးလေတဲ့ဖြစ်တဲ့ယူကာပြလို့ရပူဇာဆခရောပန်းလေးနဲ့အလွမ်းမူရတဲ့ ဒီနေ့ဟဲ့အမေကဗျာဦးကျကျွန်တော်အလွတ်ရတယ်ဗျာအဖေကဗျာကျတော့ခုနဆရာတို့ပြောလို့အလွတ်မရပြန်ဘူးဟိုအမေယောက်ျားကြီးပေါ့ဒီတော့ကျွန်တော်ဒီနေ့ဒုက္ခမသစ္စာကဗျာဝိုင်းရနေပြီးတော့အဖေများနေကျင်းပါတော့ကျွန်တော်ဆရာတက်ကဖုံး၃ချိန်ဆက်တယ်ကျွန်တော်အရန်လာတင်တာ ဘလောက်ပဲခက်ခဲခက်ခဲကျွန်တော်အမေနေ့ကဗျာရွရင်လာတယ်အဖေနေ့ကဗျာရွရင်ရလာတယ်ကျွန်တော်ကအဖေတွေအမေတွေပေါ်မှာကျွန်တော်အရန်ဆိုးခဲ့တဲ့လူတယောက်အဲ့တော့အဖေတွေအမေတွေမရှိရမှာအဖေတို့အမေတို့ရဲ့ကြည်သူတရားတွေကိုကျွန်တော်ကနားလည်လာခဲ့ရတဲ့တာသူတရားနောက်ပြီးအဖေဆိုတာအမေမရှိဘဲနဲ့အဲ့ဒီဂုံဖို့ကိုရတယ်အเจ้าမရှိဘူးနောက် အမေဆိုတာအဖေမရှိဘဲနဲ့အဲ့ဒီဂုံပုတ်ကိုရတယ်အเจ้าမရှိဘူးအဲသူတို့နှစ်ယောက်ဟာအပြန်အလှန်နားလည်မှုရှိရှိဝင်းကစုံငားလေးတွေလိုလူရခီးကိုဆက်နိုင်ခဲ့သောကျေးဇူးရှင်လို့ကျွန်တော်ကတတ်မှတ်ချင်ပါတယ်ကျွန်တော်ကဘာမှနာမည်ကြီးခဲ့တဲ့အเจ้าသားလေးတယောက်ရှိခဲ့ဘူးရဲ့အဲ့ဒီအเจ้าသားလေးရဲ့နာမည်ပါကစ္စတန်ကမာလာလာယူဇူဆိုင် ူအကြောင်းကိုမပြောခြင်းပါဘူးကျွန်တော်ဒီညာသူ့အဖေအကြောင်းကိုပြောရင်လာသူ့အဖေကိုတတင်းတော့ဒီကမေးတဲ့အခါကျတော့ခမရရဲ့သားသမီးထူးချွန်ထမြက်အောင်ခမရဘလို့ထိမ့်သိမ်းစောက်ရှောက်ခဲ့တာလဲဆိုတော့သူပြောခဲ့တာလေတခွန်းနဲ့မာလာလာယူဆိုးဆန်ရဲ့အဖေပြောခဲ့တာလေကငါဟာတဲ့သူ့ရဲ့အတောင်ပံတွေကိုငါဘယ်တော့မှညှက်မဖြစ်ခဲ့ဘူးတဲ့ ဆိုလိုချင်တာကတော့မာလာလယူဆိုဆိုင်ရဲ့ပညာရေးနဲ့ပတ်သက်သောယုံကြည်မှုပညာရေးနဲ့ပတ်သက်သောဖြတ်တန်းမှုသူ့ရဲ့လှုပ်ရှားမှုအလုံးနောက်ကနေပြီးတော့အလိုက်တင်လေးပြီးထိချောင်းပြီးနေသွားတဲ့အတွေ့ငါသားသမီးကုလိုထိုးကြွခဲ့တာဖြစ်တယ်တဲ့ဒါဖခင်ကောင်းတယောက်ကတောင်းပြီးပုံမှာပျော်ပြောင်းသောဆက်ဆံရေးနဲ့အုတ်ထိန်မှုတစ်ခုပဲဖြစ်တယ် နောက်တစ်ခုကကျွန်တော်တို့ကဘာမန်နာမည်ကြီးခဲ့တဲ့ပေါ်လုံးသမားကြီးမာယာဒိုနာဆိုရှိတယ်။မာယာဒိုနာကိုသတင်းတော့ပြန်ပြီးတဲ့အခါကျတော့ခမည်းဘုရားမှာတဲ့တကယ်ကိုလေးသာအားကြောင်းလို့တွေ့လူတွေရှိခဲ့ဘူးပါသလားတဲ့အဲ့လိုပြီးတဲ့အခါမာယာဒိုနာကပြန်ပြောတယ်ကျွန်တော်တို့ကအရင်ဆင်းရဲခဲ့တယ် အရင်ဆင်းရဲတဲ့ထဲမှာမှကျွန်တော်ကဘောလုံးသမားထူးချွန်တဲ့ဘောလုံးသမားဖြစ်ချင်တယ်။အဲ့လိုဖြစ်ချင်တဲ့အခါကျကျွန်တော်ရဲ့အိမ်မက်ကိုအဖေဟာကြိုးစားပန်းလာနေဘူးမဆောင်ဘိုးရောမဆောင်အလုပ်တွေလုပ်ကန်ပြီးတော့ကျွန်တော်ဒီဘဝရောက်အောင်ကြိုးစားပေးခဲ့တယ်ကျွန်တော်အဖေရှိရဲ့အဲ့ဒီကျွန်တော်အဖေရှိပါရဲ့နဲ့တပားသောသူတွေကိုလေးသာအားကြတယ်လို့ကျွန်တော်ပြောမိသွားရင်ကျွန်တော်ဟာမတရားအကြလိမ့်မယ် အဲ့ကြောင့်ကျွန်တော်ရဲ့အလေးသာအားကြသောပုဂ္ဂိုလ်ဟာကျွန်တော်အဖေပါပဲတဲ့အဲ့လိုပဲကျွန်တော်အရင်ခံစားရတဲ့အကြောင်းလေးကျွန်တော်ပြောခြင်းပါတယ်ဒီနေ့အဖေနေ့ဆိုတာအဖေများနေ့မဟုတ်ပါဘူးအဖေနေ့ကျွန်တော်အဖေနေ့ဆရာတို့လည်းဆရာတို့ရဲ့အဖေနေ့ဒီလိုပဲကိုယ်ခံစားမှုနဲ့ကိုပြောသွားကြတာရှိတယ်ကျွန်တော်စတ္ထမတန်းကြောင်းသားမှာကျွန်တော်တို့ကဝဋ်ထီအောင်ကြောင်းတက်ရတယ်အဲ့လိုတက်တဲ့အချိန်မှာ ကျွန်တော်တို့မှာအခုလိုလမ်းမရှိဘူးဆိုင်ကယ်မရှိဘူးဆက်ဘေးမရှိဘူးကျွန်တော်တို့ကဒီနှစ်မိုင်လောက်ရှိကိုခရီးကိုကျွန်တော်ကချီချင်းလျှောက်ရတယ်အဲ့လိုလျှောက်တဲ့တနေ့စာမွေးဝဲရက်တည်းရက်မှာကျွန်တော်ဘော်လုံးကန်တယ်ဘော်လုံးကန်တဲ့အတွက်ကျွန်တော်ခြေတော့ကဟိုထောက်လို့မရအောင်ဒဏ်ရာရသွားခဲ့တယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်အဖေကနေပြီးတော့ကျွန်တော်စာမွေးဝဲဖြည့်ဆို့ဖို့မပြတ်အောင် ပခုံးနဲ့ထားပြီးနှစ်ပိုင်းလောက်ခီးကိုနေတိုင်းလျှောက်ခဲ့တယ်အဲ့ဒါကျွန်တော်ဟာအဖေမရှိရမှာဒစိမ့်သိမ့်တွေးကြည့်မိတယ်ကျွန်တော်အဖေရဲ့ခြေသူတရားတွေပါဒါကြောင့်ဒီနေ့ဒီနေရာမှာရောက်ရှိလာကျွန်တော်အဖေနေကြပြဆရာတက်ကမှာတဲ့အတွက်မဖြစ်မနေကျွန်တော်ရောက်လာပြီးရွတ်မယ်ဆိုပြီးကျွန်တော်ဆက်ရှင်မှာလောက်ခီးကိုကျွန်တော်အရောက်လာခဲ့တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အဖေနေရွတ်တိုင်းရွတ်တိုင်းကျွန်တော်တက်လို့ဆက်ဆက်ခံလာရတာရှိတယ် ပြီးတော့လေအဖေနေကြပြအတွက်ရေးထားရဒီကြပြလေးတစ်ခုကိုပဲကျွန်တော်မပြတ်ရွတ်တယ်ကျွန်တော်ကပြောတော့ရှေ့ရဆရာဆရာကြီးရွတ်ထားတဲ့မူကွဲပါတယ်ကျွန်တော်ကဟိုမော်ဒန်ကြပြရွတ်မှဖြစ်တဲ့အတွက်သိခံပြီးနားထောင်ပေးပါလို့ပဲကျွန်တော်တောင်းမှန်ညင်ပါတယ်ကျွန်တော်ကောင်းတင်ပေးထားတယ်ဒါကတော့လူတိုင်းကောင်းတင်ပေးလို့အယိုးရှင်းဆုံးပါပဲအဖေ ဲ့ဒီနေမင်းကြီးရဲ့လက်မောင်းပေါ်ကဖုတ်ထစ်တောင်တန်းကြီးကိုကျွန်တော်အရန်အားကြခဲ့တာသူနှလုံးသားမြစ်ဖြားခံလာခဲ့တော့သမုတ်ပြာတွေအတွက်သူချွေးသက်တွေကိုတမာအာဒီဝါနဲ့ထုစစ်ခဲ့သူပေါ့ဝင်းကျင်းလေးတစ်ခုပြည့်စုံလုံခြုံမှုအဆုံးစွန်ထိကာကွယ်ဆောင်ရှောက်တတ်သောအဲ့ဒီညာလက်ယုံကြီးရဲ့မိသားစုတို့ကနှလုံးအေးဆန်းစေခြင်းခဲ့တာသူ့ရဲ့အိမ်မက်တည်တဲ့ပြီး လာရသိရဲ့အလင်းတက်ကိုတစ္ဆာနဲ့ရောင်ကြီးဟက်ရှင်ဘက်ကြီးနဲ့တုံ့နှောင်ထားရတော့သူ့ချစ်ချင်းတွေကသူ့ဘဝရဲ့အတိတ်ပဲတွေပါပဲကျွေးတဲ့ခြေဟောင်းများနဲ့အတောင်ရောင်းငယ်တော့မြင့်မို့တော်ကြီးတလုံးကလက်မပြနှုတ်မဆက်ဝိချင်းလေးတစ်ခုကိုခွဲထွက်ခဲ့တာကြာဖို့တရိယာရဲ့ဖေကျွန်တော်ရင်တရိယာရဲ့ဖေ အဲ့ဒီလက်ဦးဆရာကြီးရဲ့ကျင့်ဝတ်တွေကိုတဝါကြီးမော့တောက်ခဲရတဲ့ကျွန်တော်ပျော်ပျော်ကြီးကိုယ်ယူလိုက်ပါတယ်အဖေကျွန်တော်ဒီရိုင်းမှာခဗျာအဖေနဲ့အထိတ်မှန်ခဗျာရုပ်ဖတ်ကြည့်မြင်ပါတော့ဆရာနဒီရိုင်းဟာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လိုက်၍လူကိုယ်တိုင်မလာရောက်နိုင်တော့လည်းပဲရောက်ရှိနေတဲ့နေရာကနေပြီးတော့အဖေနဲ့အခမ်းအနားအတွက်ကြပြချင်းမြင်ပေးမဲ့ပုံကိုရှိပါတယ်ဆရာလေးနိုင်ရွှေတိုင်းဖြစ်ပါတယ်ဟုတ်ပါမယ် တို့လေကြာဒီမှာအဖေကြရလေးတို့ပြပါမယ်အဖေအောင်းနေတာအဖေကတော့လာလူရှာလောကကြားမှာနေသားတကြကိုဘွားတွေကိုချသူစစ်ဒီဥချသူစစ်ဖူးပြီးသူရှုပ်တဲ့ဝိစာသူမြေတာနဲ့ကျင်နာကောင်လောင်းအနာဂတ်ကောင်းကိုအထောင်းအားရစေတော်သူလေးနိုင်ကြတာဖြစ်ပါတယ် ဝိမကပြာပြင်းချင်းမြင်ပါတော့ဆရာလင်းနိုင်ရှိတိုင်းအောင်တပည့်ရရတယ်နိုင်တယ်သွားဖို့ရှိတာသွားဆိုတော့ဟုတ်ပြီဒါဆိုရင်ကိုနိုင်အမိလာပြီးတော့လုံးဆရာရှိတာလေးလုံးမယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာ အဖေကကယ်ဒီနဲ့ဖုန်းကြောင်းထွက်သွားပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဒီကပြာလေးကိုတွေးမိလိုက်ပါတယ် ။ကြပြာကိုခေါင်းစဉ်ပေးထံကအပြုံးဤကွယ်ရာလို့ပေးထားပါတယ်။တပိုက်ချင်းစီမှာအဖေရဲ့အပြုံးလေးတွေရှိတယ်။အဲ့ဒီအပြုံးလေးတွေရဲ့ကွယ်ရာကိုတော့ကိုယ့်ဘာသာကိုခံစားပြီးတော့တွေးကြပါ။အပြုံးဤကွယ်ရာငယ်စဉ်အသက်တောက်တက်လမ်းလျှောက်ဟိုရောက်ဒီရောက်ခยีမပေါက်လဲပြုံးမြဲပြုံးနေငါအဖေ ပညာတင်ရွယ်ဘဝငယ်မှာစာဝါအံရွတ်တွတ်မီဆိုတမ်းမချိုလဲပြုံးမြဲပြုံးနေငါအဖေတက္ကသီလာကျောင်းမဟာမတိတ်ပဝိဇာရလာွယ်သူဂုံရစ်မူလဲပြုံးမြဲပြုံးနေငါအဖေစာပေနေတွင်ချင်းနှင်းဝေလျှောက်လန်းဘဝစမ်းဝယ်ဘယ်ကမ်းဘယ်တောင်အမောင်တောင်မြောက် စုံစံလျှောက်လဲပြုံးမြဲပြုံးနေငါအဖေတပေါင်းလာပြည့်အဖေနေဝယ်စာပေနယ်ကတဟာရတို့ရွတ်ကြမြန်မြန်အပြိုင်လွမ်းတိခစ်ကျွေးညီဟိကပြီးတင်အပ်တို့လူရက်ကိုအဖေအိုကပြုံးမြဲပြီကျွန်တော်မင်းကြော်သွားပါ